ားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဖုန်းစီတူလင်ပါမိသားစုကျန်းမာရေးဆောင်ရှားမှုနဲ့ထရီယောဂကုဆောင်ဖြစ်ပါတယ်အခုဘိုးရသည်ရောက်လာပြီဖြစ်လို့ဘိုးရေမှာဖြစ်မြရလာတဲ့တုတ်ခွေယောဂအကြောင်းနဲ့တုတ်ခွေယောဂဖြစ်လာပြီဆိုရင်အမြန်ဆုံးတက်တာပြောက်ကင်းရအောင်စောင့်ရရှောင်းရများကိုကျွန်တော်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဖြားနာကက်ခဲတာတွေကင်းဝေးဖို့ပါရရှင်ဆေးတွေကိုရွေးချယ်လိုက်ပါဖြားနာကက်ခဲနာကျင်မှုအမျိုးမျိုးအတွက်စိတ်ချရတဲ့အကက်ခဲပြောက်စီပါရရှင် original တုတ်ခွေဖြားနာနာစင်းနာပိတ်တာတွေအတွက် အေးမီတုတ်ခွေအရှင်းပြောက်တဲ့စေပါရှင်ကိုတာတာမိမိလေးတွေကိုပူဖျားနာလာရင်အသက်နှစ်လနဲ့စာပြီးတိုက်ကျွေးလို့ရတဲ့ပါရှင်အလိုက်စာကလေးအဖျားပြောက်စေအစာအိမ်ကိုထိခိုက်မှုမရှိလို့ယုံကြည်စိတ်ချစွာနဲ့တောက်သုံးပေးနိုင်ပါတယ်ဖျားနာကြိုက်ခဲကင်ဝေးဖို့ပါရှင်စေးတွေကိုစောင့်ထားကြပါစို့ WiSI quality for a healthier life ုတ်ကွေးယောဂါကတော့ပြောရလို့ရှိရင်တော့ကျွန်တော်တို့တစ်နှစ်ပတ်လုံးဖြစ်နေတာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မွေးရသည်ရောက်လာပြီဆိုလို့ရှိရင်မွေးရသည်မှာဖြစ်ပေါ်တဲ့အပူချိန်နဲ့ဆိုးထိုင်းစာကကျွန်တော်တို့တုတ်ကွေးယောဂါပို့ influenza virus ကိုအများကြီးပေါက်ပွားရှင်သန်စေတဲ့အတွက်ကြောင့်မလို့မိုးရင်းမှာဖြစ်များခြင်းဖြစ်ပါတယ် ုတ်ကွေးကတော့အလုံးပဲတနေ့တစ်ခေါက်တော့လူတိုင်းပြီးပါတော့ဟိုတုတ်ကွေးကွေးကြတယ်ပေါ့နော်အဲ့တော့ကြတော့ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီတုတ်ကွေးပြိုးပိုးကဒီ virus ဖြစ်တဲ့အတွက်ကြောင့်မလို့ influenza virus လို့ခေါ်တယ်သူက တက်ရှုလမ်းကြောင်းတွေကူးဆက်ပြီးတော့ကြတော့တက်ရှုလမ်းကြောင်းတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ကျွန်တော်နှာစည်းတာနှာမွန်တာနှာချေတာနှာပိတ်တာမျက်စိရတာနှာရတာလေချောင်းရတာလေချောင်းနာတာအဲ့ဒါတွေဖြစ်တဲ့အပြင်ကျွန်တော်တို့ချောင်းကြောက်လည်းဆိုးတယ်ပေါ့နော်အဲ့တော့အဲ့ဒါအပြင်ကိုကျွန်တော်တို့က virus နဲ့ဒီကိုခံရတဲ့တိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ခန္ဓာကိုယ်ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နှုံးချိနေတာမျိုးတွေကိုယ်တွေလက်တွေကိုက်တာမျိုးတွေခေါင်းကိုက်တာမျိုးတွေဖြစ်တဲ့အပြင်ကျွန်တော်အဖျားလည်းကြီးတယ်ပေါ့နော်အဲ့ဒီဟာမျိုးကတော့ကျွန်တော်ပုံမှန်အပြင်ဆိုလို့ရှိရင်ကျွန်တော် 3ရက်ကနေ5ရက်အတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပါတယ်။ဒါပေမဲ့ဒီ virus ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုခံအားတိုက်ခိုက်တဲ့အတွက်ကိုခံအားကောင်းစွာမပွင့်ပြိုးသေးတဲ့ကလေးတငယ်တွေတက်ကြီးရွယ်ဖို့တွေနဲ့ကျွန်တော်နာတာရှိယောဂါရှိတဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုးဟာကျွန်တော်အသက်ရှူလမ်းကြောင်းကိုအတွင်းဘက်အထိတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့အဆုတ်ပါထိခိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေချွဲသလိတွေထွက်လာတာမျိုးအသက်ရှူရင်တရှူရှူမြန်လာတာမျိုးရင်ကျက်တာတို့မောတာတို့စတာတွေဖြစ်လာပြီးတော့ကျွန်တော်အသက်ရှူတွေအများမြန်မယ်ပြီးရင်နံရိုးတွေခြိုက်ဝင်မယ်အဲ့ဒါပြင် မောလာပြီးတော့သွေးရင်းအောက်ဆီဂျင်တွေပါကျလာတတ်ပါတယ်အဲ့ဒါပြင်လူနာမိန်းနာတို့3လစ်တာတို့ဖြစ်လာတတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆေးရုံအများဆုံးပြတာဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအသက်အန္တရာယ်အထိရှိနိုင်ပါတယ် ေမထီရဘူးဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကနှစ်ပိုင်းခွဲပြီးပြောကြင်ပါတယ်ကျွန်တော်တို့ကဒီ twin twin တတ္တဝါဆိုတဲ့ one blooded animal ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်အပူချိန်ဘလိုပဲရှိရှိကျွန်တော်တို့ကခန္ဓာကိုယ်ပူချိန်ကို68 degree fahrenheit ဝင်ကျင်ပါပဲကျွန်တော်တို့ကထိန်းထားတယ်ပေါ့နော်အဲ့လိုထိန်းထားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ ီတုတ်ကွေးစတဲ့ဒီဖြားယောဂါဖြစ်စေတဲ့ယောဂါပိုးတွေဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ thermoregulatory engine ကိုကျွန်တော်ပြတ်တယ်ပေါ့နော်ပြတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီ set point လို့ခေါ်တဲ့တတ်မှတ်ထားတဲ့ point တစ်ခုကအပေါ်တက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအကိုအပူချိန်တက်ရတယ်အဲ့ဒါပြင်ခန္ဓာကိုယ်ရဲ့အပူချိန် set point ကမြင့်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်ပူချိန်မှာကိုချမ်းနေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကရေမထိပဲနဲ့တောင်ချမ်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရေမထိစေနဲ့ရေထိရင်ဖြားတတ်တယ်ဆိုပြီးတော့လူကြီးတွေကပြောတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့က ဒီခန္ဓာကိုယ်ပူချိန်မြင့်တက်နေတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေလှုပ်ဆောင်မှုချက်တွေကလည်းမကောင်းဘူးအဲဒါကြောင့်မို့ကျွန်တော်နေလို့ထိုင်လို့မကောင်းဘူးပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ချမ်းနေပင်မဲ့လည်းကျွန်တော်တို့ကအာဒီရေဘက်တိုက်တာမျိုးခန္ဓာကိုယ်နှံ့ကိုရေဘက်တိုက်တာမျိုးဒါမှမဟုတ်ရေအမြန်3-5ခွက်အမြန်ဆုံးလောင်းချိုးလိုက်တာမျိုးလှုပ်ခြင်းအပြင်ကျွန်တော်ကခန္ဓာကိုယ်ပူချိန်ကကျသွားကျဆင်းသွားပြီးပုံမှန်ပြန်ရောက်သွားမယ်ဆိုလို့ရှိရင်နေလို့အရန်ကောင်းတယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ကဖြားနာပြီးဆိုလို့ရှိရင်ကျွန်တော်ရေဘက်တိုက်တာမျိုးရေအမြန်ချိုးတာမျိုးကတော့လှုပ်တင်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်ရေဆိုပေမဲ့ကျွန်တော်မိုးမိတာပေါ့နော် ကျွန်တော်တို့ကဖြားနေတယ်အလုတ်ကလည်းမသွားလို့မရဘူးပြင်သွားတဲ့အခါမှာကျွန်တော်တို့မိုးမိတယ်မိုးမိတဲ့အခါမှာဒီရေပန်းတိုက်တာနဲ့မတူတာကဒီမိုးမိတဲ့ရေစိုဝကြီးနေရကျွန်တော်အချိန်ကြာကြီးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထက်ခါထက်ခါအေးမိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဖျားတာရှည်တတ်ပါတယ်အဲဒါကြောင့်ရေမထိနေဆိုတဲ့အခါမှာကျွန်တော်ရေပက်တိုက်တာတော့မမပြင်းကြပါနဲ့ရေပက်တိုက်တာလောက်ရမယ်ဒါပေမဲ့မိုးတော့မမိစေနဲ့ပေါ့နော် တုတ်ကွေးကတော့ကျွန်တော်ရှင်းပါလဲပြောသွားသလိုပေါ့နော် influenza virus ဆိုရယ်ပိုးကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုခံအားအဓိကနေနေတယ်ပေါ့အဲ့ဒီချက်ခါမှာကျွန်တော်တို့ကဖျားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအစာတောက်ဖြတ်တတ်ကြတယ်အစာဖြတ်လိုက်လို့ရှိရင်ကျွန်တော်အာဟာရပြတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုခံအားလည်းအားနေသွားတယ်ပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်ကျွန်တော် virus နဲ့တိုက်ပွဲတွေဖြစ်တဲ့အခါမှာကိုယ့်ဘက်ကအားနေသွားတဲ့အတွက်ကြောင့်မလို့ဖျားတာရှိတယ်ခံစားရတဲ့လက္ခဏာတွေလည်းပိုပြီးဆိုးဝါးပြင်းထန်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် covid တော့လည်းတွေ့ကြုံရထားတာပဲကျွန်တော်ဖျားရင်အဲအစာဝင်တယ်လို့စားကြတယ် ဝင်အောင်စားကြတယ်အစားမဖြတ်ဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော်အနေနဲ့ဒီအသိပညာကတော့ကျွန်တော်တဆင့်မြင့်သွားပြီလို့ပြောရမှာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလုတ်ပင်မဲ့ကျွန်တော်တို့ကဒီကိုခံအားနဲ့ဗိုင်းရပ်စ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်ခန္ဓာကိုယ်ကြီးကရောင်ရမ်းမှုတွေဖြစ်တဲ့အဲ့လိုရောင်ရမ်းမှုတွေဖြစ်တဲ့အထဲထဲမှာလည်းအစာရင်နဲ့ဥလန်းချောင်းကလည်းပါတယ်ပေါ့နော်အဲ့လိုပါတာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်နေကောင်းစဉ်တုန်းကလိုပဲကျွန်တော်အစာတွေတရက်လွန်စားတာမျိုးအစာမကြေလွယ်တဲ့ကျွန်တော်တို့ကောက်မြင်းတို့ ဒီစားတဲ့အပြင်လက်တော့ချင်းတို့အဲ့လိုဟာမျိုးတွေစားတာမျိုးကတော့ရှောင်ကြရပါမယ်အဲ့တော့ကိုခံအားကောင်းမှုအတွက်ကတော့ကျွန်တော်တို့ကအစအစုံစားရမှာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့ကဒီသက်ဆောင်ဓာတ်တို့ပါပါဝင်တဲ့ဗိုက်တာမင်ဆို mineral ဆိုပါဝင်တဲ့အသီးအနှံတွေဟင်းသီးဟင်းရွက်တွေလည်းစားပေးရမှာဖြစ်ပါတယ်ကျွန်တော်ပြားပြီဆိုလို့ရှိရင်တော့ဒီ တုတ်ကွေးပဲပေါ့နော်တုတ်ကွေးဖြစ်ဖြစ်ယာတီပြားဖြစ်ဖြစ်ကျွန်တော်ဆရာဝန်စီချက်ချင်းသွားခဲ့တယ်ပေါ့နော်ဖြစ်လာလို့ရှိရင်ကျွန်တော်ကကျွန်တော်တို့ပဲအလွယ်တကူဝယ်လို့ရတယ်ဒီစေးဆိုင်ရအလွယ်တကူဝယ်လို့ရတယ်အိမ်သုံးစေးဝါးလေးတွေအိမ်မှာဆောင်ပြီးတော့တောက်သုံးတတ်ကြတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ကဒီတုတ်ကွေးမှာဖြစ်တဲ့လက္ခဏာတွေကကိုယ်ခန္ဓာကိုယ်တွေနာကျင်ကြိုက်ခဲတယ်ခေါင်းတွေကြိုက်တယ်အဖျားတွေတက်တယ်အဲ့ဒါပြင်နှာစိမ့်နာမောနာချေနှာပိတ်တာတွေဖြစ်တယ် အဲ့လိုဟာတွေအတွက်ကိုကျွန်တော်တို့ကဒီ paracetamol နဲ့ကျွန်တော်တို့ကဒီ antihistamine paracetamol နှစ်ခုရောဆက်ထားတဲ့ဒီအိမ်သုံးဆေးဝါးတွေကိုဆေးဆေးဆိုင်နေမှာအလွယ်တကူဝယ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဝယ်ယူတောက်သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခံစားရတဲ့လက္ခဏာတွေတက်တာနိုင်တာပေါ့ ီတုတ်ကွေးကတော့ဒီကျွန်တော်ပြောပြောနေသလိုပေါ့နော်ဒီ influenza virus ဆိုတဲ့ဒီပိုးကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ virus ရဲ့ theory အရာပြောရမယ်ဆိုလို့ရှိရင်တော့တစ်ခါဖြစ်ပြီးသွားလို့ရှိရင်သူကခန္ဓာကိုယ်ကနေပြီးတော့ antibody ဆိုပြီး pre-pixie ပေါ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ virus ကြောင့်တော့ကျွန်တော်တို့ထပ်မဖျားဘူးပေါ့နော်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီအဖျားယောဂါဒီတက်ရှူလမ်းကြောင်းဆိုင်ရာအဖျားယောဂါဆိုတာဒီ တုတ်ကွေးတစ်ခုတည်းမဟုတ်ဘူးကျွန်တော်တို့ common core ဆိုတဲ့ဒီယာတီဖြားလေးရှိတယ်အဲ့ဒါပြင်ကျွန်တော်တို့ bacteria ဘောင်းစုံကျွန်တော်တို့ ਨੇ နေတိုင်းကြတဲ့အတွက်ကြောင့်လို့ bacteria ကြောင့်ဖြစ်တဲ့အဆုတ်ရောင်အဆုတ်ပွားတဲ့ pneumonia ဆိုတာတွေကလည်းရှိတယ် TB ရောဂါလည်းရှိတယ် covid ကလည်းပြန်ပြီးခေါင်းထောင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ဒီတစ်ခါဖြားပြီးပြီဆိုရင်နောက်မဖြားတော့ဘူးဆိုပြီးတော့စိတ်အေးလက်ရေမနေသင့်ပဲနဲ့ကျွန်တော်တို့တစ်နှစ်ပတ်လုံးကိုကိုယ်ကိုယ်သတိနဲ့အသိသတိနဲ့ကာဝယ်ထားရမှာဖြစ်ပါတယ် တုတ်ကွေးလို့လိုမျိုးအသက်ရှူလမ်းကြောင်းအရေကူးဆက်တဲ့ယောဂါတွေမဖြစ်အောင်ကျွန်တော်တို့အသက်ရှူလမ်းကြောင်းကိုကာဝယ်ဖို့အတွက်ကကျွန်တော်တို့က ဒီမလို့အပ်ပဲနဲ့ပေါ့နော်လူလူတက်တဲ့နေရာတွေပွဲလန်းတပင်တွေအဲ့ဒါတွေကိုမသွားနဲ့ပေါ့နော်ပြီးွားလို့တကယ်လို့မှကျွန်တော်တို့ကမဖြစ်မနေထွက်ဖို့ရှိတယ်အလုပ်ရှိတယ်အပြင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနှာခေါင်းစည်း max ကိုစနစ်တကျတက်ဆင်ရမယ်ပြီးရင်အရာဝတ္ထုတွေကိုခဏခဏရှောက်ပြီးတော့ခြင်တာမျိုးမလုပ်သင့်ပဲနဲ့ကျွန်တော်လက်ကိုလည်းခဏခဏဆေးရမယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကဒီ overdia ခြင်ထားတဲ့လက်နဲ့ပေါ့နော်ကျွန်တော်တို့မျက်စိပွတ်တာတို့နှာခေါင်းလိုက်တာတို့အဲ့လိုဟာမျိုးတွေလည်းရှောင်ကြဉ်ရမှာဖြစ်ပါတယ် အဲ့ဒါပြင်ကျွန်တော်တို့ကဒီ virus ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကကိုယ်ခံအားကိုမြင့်တင်ထားမယ်အဲ့တော့ကိုယ်ခံအားမြင့်ဖို့အတွက်ကကျွန်တော်တို့ကဒီအာဟာရပြည့်ဝအောင်ပေါ့နော်ကျွန်တော်အစာအုပ်စုတွေအကုန်လုံးကိုမြတ်မြတ်တရာပြည့်ဝစွာစားသုံးမယ်ဒါပေမဲ့အစာအုပ်စားမယ်ဆိုပေမဲ့လည်းကျွန်တော်ကအစီတွေများလွန်းတာမျိုးဒီအချင်းပေါင်းတို့အဲဒီအတုပ်စုံတို့အဲ့ဒါတွေတော့မစားသင့်ဘူးပေါ့နော်ပြီးပါလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီတက်ဆောင်တက်တို့တက်ထုတက်တို့အများများစွာပါဝင်တဲ့ကျွန်တော်တို့ကဒီအသီးအနှံနဲ့ဟင်းသီးရွက်တွေအများကြီးစားရမယ် ကျွန်တော်ရေကိုလုံလောက်စွာတောက်ရမယ်ကျွန်တော်အနည်းဆုံးရေကိုတစ်နေ့ကို2လီတာတောက်ရမယ်တကယ်လို့ချွေးထွက်များခဲ့လို့ရှိရင်ဒီထက်ပိုပြီးတောက်ရမယ်ပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်အနေနဲ့ကဒီကုန်ခန်းသွားတဲ့အဲအားရည်ပြန်လည်ပြည့်တင်းဖို့အတွက်ကလည်းကျွန်တော်တို့ကအိတ်ဆက်အနားယူတဲ့အချိန်မှာအိတ်ချိန်မှန်မှန်နဲ့အေးဝဝအိတ်ဆက်ရမယ်။အဲ့ဒါအပြင်ကိုကျွန်တော်တို့ကနေ့စဉ်နေ့တိုင်းအဲကိုယ်လည်းလှုပ်ရှားမှုတနည်းကိုနိုင်ခွက်လောက်မှန်မှန်လေးလှုပ်ရှားမှုလုပ်ပေးမယ်။အဲ့ဒါဆိုရင်ကိုယ်ခံရတာကောင်းတယ်ပေါ့နော်။အဲ့ဒါအပြင်ကိုကျွန်တော်အနေနဲ့ကစိတ်ဖိစီးမှု ေကိုရှော့ချပြီးတော့ပြောင်းအောင်နေမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တက်ကဒီယောဂကာဝေတို့တက်ကအစဉ်သင့်ဖြစ်နေပါပြီ ဘိုးရတီမှာတော့တုတ်ကွေးယောဂအဖြစ်များမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တုတ်ကွေးနဲ့လာတို့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေမဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့က prevention is better than cure ပေါ့နော်ကျွန်တော်မဖြစ်ခင်ရနေပြီးတော့ကြိုတင်ကာဝယ်မယ်ကာဝယ်ဖို့နည်းလမ်းတွေလည်းကျွန်တော်ဆွေးနွေးသွားပြီးပေါ့နော်တကယ်လို့အဲမတက်နိုင်ဘူးဖြစ်ခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အရေးကြီးတဲ့အချက်ကဒီကိုခံအားကိုကျမသွားအောင်ကျွန်တော်တို့အစာမဖြတ်ပါနဲ့ပုံမှန်ပဲစားပါအဲ့ဒါအပြင်ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့အိတ်ချိန်မှန်မှန်နဲ့အေးဝါးအိတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က ီချမ်းနယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီရေကိုမကြောက်နဲ့ပေါ့နော်ရေဘက်တိုက်တာရေမမြန်ချိုးတာစတာတွေကိုလည်းလောက်ရမယ်ရေမမြန်ချိုးတာဆိုပြီးတော့ကျွန်တော်တို့ကရေချိုးပြီးရတယ်ချက်ချင်းပေါ့နော်အချိန်ဆွဲပြီးချိုးတာတော့အဆင်မပြေဘူးပေါ့ရေမမြန်ချိုးမယ်ရေဘက်တိုက်မယ်ပြီးလို့ရှိရင်6အောင်မြန်မြန်တုပ်ပြီးအင်ကြီးလဲရမယ်ပြန်ခန္ဓာကိုယ်ရင်းရအပူချိန်တွေမြ мян အပြင်ကိုထွက်သွားအောင်ခန္ဓာကိုယ်ထဲမှာအပူတွေအောင်းမနေအောင်ကျွန်တော်တို့က ဆောင်းထူကြီးခြုံထားတာမျိုးအင်ကြီးလက်ရှိအထူကြီးဝတ်ထားတာမျိုးအဲ့လိုတွေမလုပ်သင့်ဘူးအဲ့ဒါအပြင်ကျွန်တော်တို့ကအိမ်ကိုလေဝင်လေထွက်ကောင်းအောင်လို့ brain box တွေအကုန်လုံးဖွင့်ထားမယ်ဒါပေမဲ့လူနာကတော့ကျွန်တော်လေထဲရဲ့ကြတဲ့နေရာမှာမနေနဲ့ပေါ့နော်ယောဂါခံစားရတဲ့လက္ခဏာတွေတက်တာဖို့အတွက်ကိုကျွန်တော်တို့ကအိမ်သုံးဆေးဝါးအနေနဲ့ကျွန်တော် paracetamol ပါတယ်ဆင်မျိုး antihistamine ပါတယ်ဆင်မျိုးတွေကိုကျွန်တော်တောက်သုံးတာအကူအညီဖြစ်ပေမယ့်ကျွန်တော်အနေနဲ့လွယ်လန်းလိုက်ပြီးတော့ဒီအမြန်တက်တာအောင်ဆိုပြီးအဖျားဖျက်ဆေးဆိုပြီးတော့ ကျွန်တော်အနေနဲ့ကဒီခိုက်ခဲပြောက်စီအပြင်းစားတွေတော့မသုံးသင့်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တန်ပံဖြားရနာတာလေးတောက်နေအတွက်ကိုကျွန်တော်အနေနဲ့6ကတ်ထိတာမျိုးအစာရင်တွေးကြောပေါက်တာမျိုးအစာရင်တာဖြစ်တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ဖြစ်ပါတယ်။အဲ့ဒါပြင်ကျွန်တော်တို့က ခန္ဓာကိုယ်ပူချိန်ကလည်းအရင်မြင့်တယ်တဲ့ကြောင့်လို့ခန္ဓာကိုယ်ထဲမှာရေတဲ့ဆုံးရှုံးမှုတွေဖြစ်တယ်အဲ့ဒါပြင်ကျွန်တော်တို့စိတ်တွေတောက်တာပါဝင်အခြားအကြောင်းရင်းတွေကြောင့်ကျွန်တော်ချွေးထွက်လည်းများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးရေတဲ့ခန်းချောက်တာမဖြစ်အောင်လူလည်းနှုံးချိမနေအောင်ရေအများကြီးတောက်ရမယ်ပေါ့နော်ရေကိုချွေးထွက်တဲ့လောက်လိုက်တောက်တာအပြင်ကိုကျွန်တော်လိုအပ်လို့ရှိရင်လည်းကျွန်တော်ဓာတ်စားရေတွေတောက်သုံးသင့်ပါတယ်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်